မြန်မာနေ့တွေကိုကြံဆူတောင်းပေးတဲ့တသင်းတဲသောဥရောပအသင်းအာဆင်နယ်ပရိသတ်များလုံးပဲမိလာများတူတီဘောစပေါ့ကနေပြန်လဲကြိုးလိုက်ပါရင်ဒီနေ့ဆိုရင်တော့ကြံရောက်လာတော့အချက်နဲ့ရှိသွားခဲ့ပါပြီပျော်တဲ့သူတွေကပျော်မပျော်နိုင်တဲ့သူတွေကမပျော်နဲ့ဒီကြတာကတော့ကြံဟာကြံမဟုတ်တော့တာကြပါပြီဆိုတာပါပဲ အခုလောနှစ်သိကိုမဟာအခါတမယမှာမြန်မာပြည်သူပြည်သားတွေကနှစ်သိကိုဆူတောင်းပေးခဲ့ဘူးတဲ့ကမ္ဘာကျောင်းအသင်းအသင်းရှိခဲ့ပွားရင်အဆိုပါအသင်းကတော့အင်္ဂလန်ပရီးမီးယားလိဂ်အာဆင်နယ်ပဲဖြစ်ပါရင်အာဆင်နယ်ကမြန်မာပြည်သူပြည်သားတွေနှစ်သိမှာပျော်ရွှင်ပါစေကြောင်းဗီဒီယိုနဲ့တကွဆူတောင်းပေးခဲ့ဘူးတာပါနှစ်သိကိုဆိုတာနိုင်ငံတိုင်းအတွက်လူမျိုးတိုင်းအတွက်မင်္ဂလာအရှိဆုံးအခါတမယဖြစ်ပါရင်နှစ်သိကိုမှာ ပြော်ဝဲရှင်ဝဲတွေပြုလုပ်ကြအပန်းဖြေခေးထွက်ကြတဲ့ရှိကြတာပါအများရတဲ့ကာလမှာမိသားစုနဲ့တူကြော်ဖြတ်ကြပြီးကိုယ်တော်ကောင်းမှုတွေလည်းလုပ်ကြပါတယ်မြန်မာနိုင်ငံအတွက်ဆိုရင်ဆန္လရာသီပွဲတော်တွေတင်နှစ်သိကူကြံပွဲတော်ကပျော်စရာအကောင်းဆုံးဖြစ်ပါတယ်ဒီလိုမြန်မာနိုင်ငံရဲ့အထွတ်မြတ်ကာလကိုအာဆင်နယ်အသင်းကအသိမဲ့ပြုဆူတောင်းပေးခဲ့တာကဝမ်းသာစရာပါဒီဖြစ်ကမြန်မာနိုင်ငံသားအာဆင်နယ်ပရိသတ်တွေအတွက်တည်းမကပဲတခြားတခြားသော United Chelsea Liverpool ပရိသတ်တွေအတွက်ပါသဘောကျစရာတိဖြစ်ခဲ့ရပါတယ် ဒါမြန်မာနိုင်ငံပြည်ကဘောလုံးပရိသတ်တွေကိုတိမှတ်ပြုခြင်းမျိုးလဲဖြစ်တာကြောင့်ဂျင်းနဲ့ဆရာဖြစ်ခဲ့ရတာဖြစ်ပါရင်ဂုံစရာခိုက်တံမျိုးလဲဖြစ်ပြီးမြန်မာကဘောလုံးပရိသတ်တွေကိုတဖြည်းဖြည်းနဲ့ဥရောပကလပ်တွေမျက်စိချလာပြီဆိုတဲ့အနေအထားကိုရောက်စေခဲ့တာပါ။နောက်ပိုင်းမှာဆိုရင်ကမ္ဘာကျော်ဘောလုံးကလပ်တွေအနေနဲ့မြန်မာနိုင်ငံကိုလာရောက်ပြီးခြေဆမ်းပွဲတွေလာကစားရတာဖြစ်နိုင်ခြင်းရှိလာဖြစ်ပါရင်အာဆင်နယ်အသင်းကမြန်မာနိုင်ငံကိုနှစ်သက်ကိုဆူတောင်းပေးခဲ့တာက2019ခုနှစ်ပါ။အမရိတ်လေကြောင်းလိုက်ရဲ့အစီအစဉ်နဲ့အတူအာဆင်နယ်ကစားသမားတွေဟာမြန်မာနိုင်ငံအတွက်နှစ်သက်ကိုဆူတောင်းပေးခဲ့တာဖြစ်ပါရင် ထောင်ပေးခဲ့တဲ့သူတွေကတော့အဆိုပါအချိန်တော့အာဆင်နယ်အသင်းအဓိကကစားသမားတွေဖြစ်ကြတဲ့ Ramsey Wellcott ကိုစီအနေနဲ့ဖေလာရီနိုပဲဖြစ်ပါတယ်။ခဏဦးမှာသူတို့လေးဦးဟာမြန်မာလူမျိုးတွေကိုနှုတ်ဆက်ရင်ပြုလုပ်နေကြတဲ့ပုံစံဖြစ်တဲ့လက်အုပ်ချီတဲ့ပုံစံကိုပြုလုပ်ကဥညွန့်ခဲ့ကြပါတယ်။ပြီးမှမင်္ဂလာပါမြန်မာလို့တံပြန်နှုတ်ဆက်ခဲ့ကြတာပါ။အဲဒီနောက်မှာတော့သူတို့ဟာတူးချင်းစီမြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့မင်္ဂလာနေ့တက်ကိုချင်းခါသာမရပါပျော်ရွှင်ပါစေလို့ပြောခဲ့ကြပါတယ်။ဒါပြင်သူတို့ဟာနေ့တက်မှာပျော်ရွှင်ပါစေဆိုတဲ့စကားကိုမတူညီတဲ့ဘာသာစကားသုံးခုနဲ့ထပ်ပြောခဲ့ပြန်ပါတယ်။ဖေလာရီကစပိန်ကိုစီယန်နေကပြင်တဲ့ရန်စေးကဝေးဘာသာစ ကားနဲ့ပြောခဲ့တာပါအဲဒါနဲ့နောက်နောက်ဆုံးမှာမှ၄ရက်သားအတူတူမြန်မာလိုမင်္ဂလာပါနှစ်သိက်ကူပါလို့အဆုံးသက်ပြောဆိုခဲ့ကြတာဖြစ်ပါတယ်အဆိုပါဖြစ်ဖြစ်လေဟာခုဆိုရင်တော့9နှစ်ကြာမြင့်သွားခဲ့ပြီဖြစ်ပါတယ်မနေ့တနေ့ကလိုပါပဲအချိန်မြန်ချက်ကတော့ပြောလို့ကုန်မှာမဟုတ်ပါဘူးဒီကစားမတွေတဲမှာတချို့ကလည်းနားသွားခဲ့ကြပါပြီဝဲကောကိုစီယနီတို့ကအနားယူသွားခဲ့ပြီဖြစ်သလို Aurorance ကချန်ပီယံရှစ်ကလပ်ကားဒီစီးတီမှာကစားနေပြီ Belarin ကတော့ La Liga ကလပ် Real Sociedad မှာကစားနေတာဖြစ်ပါတယ်မြန်မာနိုင်ငံအတွက် ာဆင်နယ်အသင်းကစူတောင်းပေးခဲ့ဘူးတော့ United ကလန်ဝင်နောက်ခံလူအရီယိုဖာရီနန်ကလည်းလာခဲ့ဘူးပါရင်ဖာရီနန်လည်းလာတော့ကတော့ပြောခဲ့ရပါတယ်ဒါပေမဲ့မလည်းစင်အသင်းနဲ့ United အသင်း လာရောက်ခြေစမ်းမှုသလိုထိုင်းပိုင်ရှင်နေပိုင်ဆိုင်တို့ကလက်စတာအသင်းအားလည်းဒီမစခင်တိုင်းဖြေကုံဖျားကိုလာဖို့လည်းရှိပါတယ်အခုတော့ဘယ်နိုင်ငံသားကလပ်ပါမြန်မာပြည်ကိုလဲလာမယ်မထင်တော့ပါဘူးဘလုံးပရိသတ်တွေအတွက်တကြံအရင်တုန်းကလို့ပြောစရာကောင်းနေမယ်လို့မထင်ပါဘူးဘာပဲပြောပါအာဆင်နယ်သင်းရဲ့စူပါလုံးရဲ့လေးအမှတ်ရစရာကောင်းပါတယ်ပရိသတ်တွေအတွက်ကရောအာဆင်နယ်သင်းကိုနှုတ်ဆက်ခဲ့တဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးဘာများပြောချင်ပါလဲကွန်မန့်မှာဝေမျှသွားလို့ရပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါမယ်နောက်နေ့မှလည်းအာခစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောက်လိုက်ရပါတယ်ခင်ဗျာ